တော့ဗီဒီယိုလေးမစခင် disclaimer လေးတစ်ခုအနေနဲ့ပြောထားချင်တာကဒီဗီဒီယိုကိုကျွန်တော်တို့2025ရဲ့ August လအောက်ထဲက record လုပ်ထားတာဖြစ်ပါတယ်။သို့တော်လည်းကျွန်တော်လုံးဝ editing လုပ်ဖို့အချိန်မရတဲ့အတွက်အခုမှ edit လုပ်ပြီးတင်လိုက်တာဖြစ်ပါတယ်။ဗီဒီယိုရဲ့အဓိကရည်ရွယ်ချက်ကလည်းဒီကားလေးတွေကိုခုလိုမျိုး modify လုပ်ပြီးတော့စီးတဲ့အခါမှာ performance တွေဘယ်လိုထွက်သလဲ၊ကောင်းတာတွေကဘာတွေလဲ၊ပြီးသွားရင်အန္တရာယ်ကဘာတွေရှိနိုင်လဲ၊ကုန်ကျစရိတ်တွေကလည်းဘယ်လောက်ရှိနိုင်သလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒါကားဝါသနာပါတဲ့တယောက်ချင်းစီတိုင်းအတွက် ကောပြီးသွားရင်ကားနဲ့ပတ်သက်ပြီးတော့ knowledge sharing video တွေကိုစိတ်ဝင်စားတဲ့မိတ်ဆွေတွေအတွက် ကောအကျိုးတစုံ နေရာရှိပါစေဆိုရည်ရည်ချင်တဲ့ကျွန်တော်တို့ share ပေးလိုက်တာဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်ပါဝင်ပြီးတော့ share ပေးတယ်ကျွန်တော်တပည့်တန်နီကိုလည်းဒီကနေပြီးတော့ကျေးဇူးတင်ကြောင်းပြောလိုပါတယ်ပြီးတော့ဒီကနေပတ်သက်ပြီးအသေးစိတ်လေးကိုထပ်ပြီးတော့နောက်ပိုင်းမှာကြည့်ကြည့်နေတဲ့ဆိုရင်တော့ကျွန်တော်တပည့်ရဲ့ TikTok channel ဖြစ်တဲ့24%ဆိုတဲ့ channel မှာလည်းသေသေးသွားပြီးကြည့်လို့ရပါတယ်ကဲအားလုံးမင်္ဂလာပါအဲ့တော့ဒီနေ့မှာတော့ဒါတကယ်သွေးကြော်ကြီးပေါ့နော်မတူ99စီးနေတာသူကလုံးဝ modify လုပ်ပြီးစီးနေတာ ဟိုကိုနဲ့စကားပြောထားကြရလဲကြပြီအဲ့တော့ဒီနေ့မှ holiday လဲဖြစ်တော့သူကလည်းမနေ့ပိုင်းအားတယ်6နိုင်လောက်ထဲရောက်တယ်လဲ6နိုင်နော်ကိုကလည်းဒါမျိုးလဲပတ်သက်လာလို့ရှိရင်တော့ဘယ်ကောင်းလဲလို့ဆိုတော့ဘယ်စတော့ထားတယ်ထားပြီးတော့အခုဒီမှာမတူနန်းနန်းကိုသူ final တဲ့ဟာလေပြီးတော့အပြင်မှာလဲဆက်ပြီးတော့မောင်းကြည့်မယ်ဒါပေမဲ့မောင်းလို့ရသလောက်ပေါ့နော်သူကတော့ပြောတယ်လီဗာနင်းလိုက်ကြော့ကက်တယ်တဲ့ကြော့ကက်မကက်လဲပြီးသွားလို့ရှိရင် စမ်းကြည့်ပါမယ်နော်အဲ့တော့ဒါလောလောဆယ်မစမ်းကြည့်ခင်မှာသူ့ရဲ့ဒီကားကိုဘယ်လောက်ထိဖိုင်တာလဲဘာတွေလောက်ထားလဲဒါလေးကိုတော့ knowledge အနေနဲ့အခုလိုမျိုးကျွန်တော်တို့လိုကားနည်းနည်းလေးဝါဆန်ပါတဲ့လူတွေအတွက်ကောပြီးတော့လို့သူတကယ်တမ်းလောက်ထားတဲ့ဟာလေးကို documenting လုပ်တဲ့အနေနဲ့လည်းဖြစ်မယ်ပေါ့လေသူကလည်းဒါကို experience sharing လုပ်ပေးခြင်းတယ်ဆိုတော့ share ရောက်အနေနဲ့လည်းဒါကိုယ်တပည့်ကိုဒီလိုမျိုးအိုးအခြေအနေမျိုးလုတ်ချင်တဲ့လူဆိုတော့ why not ပေါ့ဘာဖြစ်လို့မဖြစ်ရမှာလဲ right ဆိုတော့ သူ့ကိုဖိတ်ခေါ်တာဖြစ်ပါတယ်သူကလည်းအခုလိုမျိုးတော့ willingly ပါပြီးတော့ဒီ experience sharing လိုမျိုးပုံစံလုပ်ပေးနေတာဖြစ်တဲ့ဆက်စချင်းတော့ဒါဟိုကျေးဇူးတင်ကြောင်းလည်းပြောချင်ပါတယ်အဲ့တော့ကျေးဇူးတင်တဲ့ဘက်အရင်မပြောတော့ဘဲနဲ့တော်တော်စင်သူ့ကို introduce လုပ်ခိုင်းမယ်ပြီးတော့လရှင်ကာလီအကြောင်းတာနေနဲ့ introduce နဲ့လုပ်ပေးပါကိုကအာဆိုတော့ကျွန်တော်နာမည်ကဖုန်းနဲ့ဖြစ်ပါတယ်အမ် Daniel လို့လည်းခေါ်လို့ရပါတယ်နော် Daniel လို့ခေါ်လို့ရပါတယ် my age is 15 and i drive a 1999 Mark 2 JZX100 ဒီကားမှာအဓိကဒီ final ရဲ့ဟာလေးပေါ့နော် engine bike တွေကတော့ပွင့်လင်းပြောလို့ရှိရင်ဆရာကဒီပြိုင်ကားလောကတွေကမဟုတ်တော့မသိဘူးကွာဒါပေမဲ့ဟိုသိလာတခုတော့ရှိတယ်မောင်းကြည့်တဲ့အခါမှာဟိုဒီကားကကောင်းလားမကောင်းလားဆိုတာတော့နင်းကြည့်လိုက်ရင်တော့သိတယ်ပေါ့နော်အဲ့ဒါတော့သိတယ်အဲ့တော့ဒါဒီမှာ final ရဲ့ဟာလေးတွေကားဟိုတကယ်တမ်းဈေးနှုန်းလေးတွေပါဝယ်တော့ဘယ်လောက်ကျတယ်အဲပြီးတော့လို့ရှိရင်ဘယ်ဟာတွေ find ထားတယ်အဲ့ဒီဟာပတ်စံဘယ်လောက်လောက်ကုန်ကျသွားတယ်ပေါ့နော်အခုဆို total ဘယ်လောက်လောက်ကျသွားပြီလဲပြပြပြနော်ဟုတ်ပါ အဲ့တော့အရင်ဆုံးဘယ်ကနေစပြကားရဲ့တန်ဖိုးပြောလိုက်ကားမနေသေးအဲ့တော့အကားဝယ်နာအသိန်း450ပြီးရပြီသိန်း450ပြီးရနော်โอเคသိန်း450ပြီးရအပြီးတော့အဲ့ဟိုဝယ်ချင်းနေပဲကားဖေကမင်းဘိန်းလုံးကသုံးလုံးတူပြီးတစ်လုံးမတူဘူးဒါ honest ပေါ့အဲ့လိုမျိုးကိုကြိုက်တာအဲ့လိုမျိုးရှာတယ်ရနော် honestly အဲ့လိုပြောပြတာအဲ့ဆိုတော့အဲ့ like ဝယ်ပြီးချင်းနေပဲဒီအလောက်ရဲ့သွားချင်းလိုက်တယ်ဩအလောက်ရဲ့ချင်းလိုက်အမ်အလောက်ချင်းတော့အရောင်းအသမျိုးပါဗျာအဲ့ဒါပေမဲ့အခုကဟို စင်းနောက်ထပ်ကိုနေတလွာပြန်ပြီးအမှုတ်ပြီးတော့အဲပြင်ထက်လာပေါ့ဗျာအစောအလွိုင်းတက်တာမှာက35သိန်းတော့ကုန်ပါဗျာ35သိန်းတော့အလွိုင်းရဲ့တာရဲ့အကောင်လုံးလားအလွိုင်းရဲ့35သိန်းတာဘူးရဲ့70သိန်းအစောအဲ့ဒါကြီးပဲ25သိန်းဟုတ်ဒီအလွိုင်းတက်ပြီးတော့အာနောက်တစ်ပတ်တော့ကြာပါဗျာကျွန်တော်ကအမ်ပါလာရဲ့ body kit อ่ะဗျာ body kit ရဲ့ဆိုင် तू อ่ะ lip တွေပတ်လဲတတ်တာပါဗျာအဲ့ lip ကတော်တော်ယွင်းနေပြီပဲ့လဲပဲ့နေပြီအဲ့လဲအဲ့နေပြီအင်းလုံးဝလုံးဝဒီမှာ ြည်လိုက်ရင် dissatisfaction ရပြီ။ Okay. ဆိုတော့နောက်တစ်ပတ်အောင်ကြာတော့ body kit ဆိုင်တဆိုင်သွားရတယ်။အင်း။မာဒူနာလေးတော့ body kit ရှိလေပေါ့။အင်း။သူတို့ပြောတာတော့အဲ trust အများကြီးပေးရမှာကျွန်တော်က D side အဲဒီ body kit ကိုကြာတော့ BN Sport Type 2 body kit ကိုမှပြင်ပြီးနည်းနည်း replicate ပြင်ပြင်ပြန်လုပ်ထား။ BN Sport Type 2ကကြာပြင်မယ်။အင်းသူတို့မိုးထက်ဆိုင်နည်းနည်းပုံပြီး short ကြာရပြီ။အော်အဲ့လိုအဲ့လိုအရင် short ပဲကျွန်တော်ကဒီမှာကားမောင်းပိုင်းညာဟိုဟိုချစ်ဒီချစ်ဖြစ်မှာဆိုလို့ဆိုတော့ကျွန်တော်ကဒီ replicate ဟာကိုကျွန်တော်တက်လိုက်တာ။ body kit က35သိန်းကုန်ပါရှာ။ 15တိုင်း။ Overdig က15တိုင်း။အဲအဲ15တိုင်းက C အပညာဟို yeah like C about a PC ။အင်းအဲ15တိုင်းကုန်ပါ။ဟုတ် Okay ။ပြီးတော့ engine ကို tuning လုပ်ထားတဲ့ဟာတွေကလည်း engine gain ကိုဖွင့်လိုက်တော့ကြည့်လိုက်ဟာလုံးဝ share ပဲအဲ့ထဲမှာနော်။ဒါလည်းလောက်ပါအောင်အဲ့ဒါက။အော်ဆိုတော့ဟို body kit တက်ပြီးတော့အဲ့အဲ့ body kit ဆိုင် big gun မှာ exhaust ဆိုင်ရှိရပါလား။ exhaust ။အော်ဆိုတော့ um now now ဟို body kit လောက်တော့34ယောက်ကြာပါ့။အဲ့34ယောက်ကြာပါပြီးတော့ base ဆိုင်ချင်းသွားကြ။ဟုတ်ပါ အော်လိုက်တခါတည်း exhaust တယ်ပေါ့ဗျာဝင်လာတဲ့ exhaust ပါဒါပေမဲ့ it's like ပြောရမယ် very cheap exhaust ကျဲလည်းမကျဲဘူးအာ performance ကလည်းဘာမှကောင်းလာမှာပါဆိုတော့ကျွန်တော်ကအဆင်သွားပြီး exhaust ပိုင်းစုံစမ်းတယ်အာအဲ့မှာကျွန်တော်သိရတာ straight pipe ရဲ့ down pipe ရဲ့လို့လည်းပြောတယ်ဘာကြီးလဲအာ down pipe straight pipe is like the same ကွာဒါပေမဲ့ down pipe ကြာရင်လည်း tuner တွေကပို့ပြီးတုံးကြပြော straight pipe ကြာရင်လည်း low end torque တိတ်မရှိပြောတယ်ဆိုတော့ low end torque မရှိရဗျာ like um sa thwa shin ma so yin kwa cha chin wu wu a lo a lo mu chi ba um it takes some time mm. Uh, so as you know sia mm. i like loud cars အဲ့ဝယ်ပြီးတော့အဲ့ဆွေးပတ်လို့ရတဲ့အချိန်မှာတခါတည်းဟိုအဲ့အဲ့ပုံမှန်ဆိုတော့ mm. um, like, um, one exit ပဲဆွေးဖက်อืมဒါပေမဲ့ mm. we want for two exits ဒီမှာ yeah. um like for <laughs> example ဟုတ်နှစ်ပတ်မှာဒီဘက်ဆွေးဖက်ဒီဘက် stock exhaust so ပရှင်ကြီးပေးလို့ရဖွင့်ရနေပေးလို့ဖွင့်လို့ရပေါ့အဲ့ဆိုရင်အဲ့ဒါဒီပိုင်းโอเคအဲ့ဆိုရင်အဲ့ဒီခုနအင်ဂျင်ကျူးနေလောက်တဲ့ဟာကြတော့လေဘလောက်လောက်အကြမ်းမြင်ကုန်သွားလဲအကုန်လုံးအင်ဂျင်စင်နာကကြတော့52သိန်းဝန်းကျင်ကုန်ပါ52သိန်းအဲ့ဒါ52သိန်းဆိုဘာဘာတွေလောက်လိုက်လို့လဲဒီ What we did was like um the end tower kit တက်လိုက်တာอืมအော်တောက်လုံးလည်းမဟုတ်ပြဟုတ်လား tower kit တစုံလိုက်တက်တာอืมအင်တာကူလာပါတယ်တာဘိုပါတယ်အပြီးတော့ um insane manifold ရေ down pipe ဟို mid section down pipe အကောင်အကောင် obc လို့လိုက်တာအဲဆိုနည်းနည်း interior ထဲမှာနည်းနည်း shine ထားတာပါညာတော့ပေါ့ interior ကကြတော့အာ interior ကအမ်တဘာမဟိုလိုမွေးပုံစံမျိုးဖောက်ပြအင်း basically ဒီမှာဆိုရင် steering တတ်ထားတယ်ပြီးတော့ဟိုမှာ gear shift knob လေးပြောင်းတာ gear shift knob ကဘယ်တော့မှမပေးရဘူး but the process low rate process တော့ကြာပဲအဲ့ဒါဘာဖြစ်ဆိုဒီအတန်အတက်ရှိမှာ yeah like um ဲ့လိုပုံစံဖြီးလို့ရအောင်လောက်တာရွေးနှစ်နာရီဝင်းကျင်တော့ကြာသွားတယ်ဩလိုမျိုးပြရစီရင်ရသလိုအဖြုတ်တက်ဘော့စကစ်တတ်ထားတယ်။ဩဩသူကစီရင်ရလို့မျိုးဟာဆရာကဒီရင်တော်တာဖြစ်နေ။ဩသူကလို့ဖြုတ်လို့ရတယ်။ဟုတ်ဟုတ်။ရော။ဒါပြောချင်တာအပြောရှာအင်ဒီယပြောမယ်ဆိုကျွန်တော်အဲ့နှစ်ခုပဲလိုရတယ်။ဩအင်ဒီယအဲ့ဆိုရင်ဒီဟိုဟာဂီယာဟိုဟာထိုးတဲ့ဟာရယ်။ဂီယာထိုးတဲ့ဟာစီရင်လေးရယ်။ဒီစီရင်နေကြဘယ်လောက်ပေးရလဲ။ စီယာရင်းလေးကအနှစ်သိန်းနှစ်သိန်းနှစ်သိန်းခွဲအဲ့လောက်ဝင်ကြတော့ရှိရဆရာဒီစီယာရင်းလေးကနော်ဟုတ်တယ်ဟုတ်တယ်ဒါလုံးမလို့ဒီကောင်းလေးပဲကောင်းလေးရတာပေါ့အာ yes yeah uh, like you have an option to choose on what's yeah like ဖြုတ်တက်လုပ်လိုက်ရတာကြာ like this 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 part ya basket ကိုပြအဲ့လို basket ဆိုကွာကိုဖုန်းနေဖြုတ်လိုက်ရတက်ချင်တက်လိုက်ရအဲ့လို basket မတောက်ဆိုစီယာရင်းမဲ့တက်မယ်ဆိုလို့ရတယ်အဲအဲ့ကြနှစ်သိန်းနှစ်သိန်းခွဲဝင်ကြလောက်ပေါ့ဒီ basket ပညာဆိုတော့နည်းနည်းဈေးလေးပုံမြောက်သွားတယ် ဟို TPD ပဲကြာလဲထက်တက်ထားတာပေါ့မဟုတ်ကြအဲဝယ်ကလေးကပါတယ်ဟုတ်လားဟုတ် previous owner ထည့်ပြီးတာ previous owner အဲကောင်းကောင်းပါ Okay အခုတော့အပြင်ထွက်ပြီးတော့မောင်းကြည့်လိုက်မယ်ဟုတ်တယ်ဖြစ်ရအောင်ပြန်ကားအဆရတဲ့ပြန်ကားရတာလည်းရပြီဟုတ်တာပေါ့အဲ့တော့နည်းနည်းဟို Daniel ဆိုရင်အသာနည်းနည်းလောက်ပါအောင် history ဒီကားကိုဘယ်ဘိုင်းနေဒီကားအဲ့လိုကြိုက်လဲကိုဖိုင်းတာဆိုတော့အော်ပြောမယ်ဆိုရင်ကျွန်တော်ဒီကားကိုစဝယ်ကြရပြာ um one jc gg engine နဲ့လိုချင်ခဲ့အင်းအဲဒါမဲ့ထက်က one jc gg နဲ့ engine နဲ့ဟာကြတော့အဲ့တော့ကျွန်တော်ဝေယောနာပေါ့ပါအင်းအဲဈေးက900 800ရဲ့ဖြစ်နေတော့အအဖေတော့ပြောတော့ဗျာအင်းကျွန်တော်တို့လိုချင်တယ်ပေါ့ဒါမဲ့ um ပြောရရှင်ပါကွာကျွန်တော် one jc နဲ့အဲဟာနဲ့ပဲလိုချင်တယ်ပြောရရင် GE FE ဆလုံးတော့ရပါမလားဟုတ်ရရရှင် ကြီးကြီး FV ကြီးကြီးကြီးအဲ့ဒါမျိုးပြောခဲ့တော့ဗျာအအဖေကသူတည့်ရသူဝေလိုက်တယ်ဗျာအင်းဆိုတော့ um ကြီးအညီရပါတယ်အဲဒါပေမဲ့ mm. uh, um for that fact i don't really mind cuz i ဘယ်လိုပြောပြောမလဲ um ဘာမှရှိရဲဆိုင်ကွာတခုရှိရဦးပြ right အဲဆိုတော့အဝေပြီးတော့ဗျာ mm. uh, so, uh, uh, um uh the first month i did wear like uh body kit right? လေးလိုက်တဲ့နိုင်ဗျာအာ uh. Ponigay well, uh, and I tap your uh, exhaust and intake okay? but I was not satisfied at all. Oh? Like, Pavilo, what? Uh, Pavilo, so, uh, turn on the engine at V6, the uh, turbo engine, oh, the bring man. CV up, yeah? Um, the cars are very fast, right? Uh. -huh. And I mean, yeah, my car was also very fast, but I was not really that satisfied Uh-huh. so I asked my dad, like, why? Wow, um, မေလာကောင်လာကြတော့ဗျာအကြောင်းဖြေမိလိုက်တယ်ဟုတ်အဘတာတာဘူးလေးသက်ရှင်နေအစင်ကြီးနားဆို first my dad said no ဘောမမရဘူးမရဘူးမမတော့အစံပြူအဲပတ်စားလာကောင်လည်းပြီးမင်းအင်ဂျင်နီယာမလုပ်နိုင်တော့တက်တော့မှတင်တာဗီဒီယိုလေးဗျာ 1GC FSE ကိုတာဝန်တင်တာလည်းကျွန်တော်တွေ့လိုက်တယ်ဟုတ်ဆိုတော့ကျွန်တော်အဲ့တည်းပြီး oh why not ddd ဗါလဲ 1GC ကြီးလည်းတာဝန်တင်နိုင်မှာမဲဆိုတော့အဲကျွန်တော်ကအဲ ်ပြောလိုက်အချိန်မှာအဖေကလည်းရရင်ငါတော့ဆုံးနေကြည့်မယ်ပေါ့ပြီးတော့ပြန်လာတယ် and he said yes အစီအမီရေးလုပ်လိုက်ပြီအာဆိုအမှတော့ပြောသွားတယ် and the rest was history ဆရာ so like မောင်အဖေကပြောမယ်ဆိုရင် like once it goes past 4500 rpm it's a whole different car uh so first uh like 1000 rpm လောက်ကရင်2500လောက်ပါအပြင်မယ်အမ်နည်းနည်း eco ဘုံတယ်ပေါ့ဗျာဟုတ်တယ် buso nhà mới điều ờ em sẽ well, well, to một ngày ví dụ như sẽ lý đang chọn ngoài sẽ hạ tầng ngũ bèo ngoài à đây à tao ngoài bèo ngoài đó là cái nào cũng mà máu xanh đi nào mà giờ thấy space thing chỉ là máu xanh một đó à sao vậy lắm mà bảo tao đi ấy thế nào lắm mà bảo tao đi à dạ dạ Oh, I'm trying to explain how to ride this. I think I... Whoa. や、え、ねえやらしいねやら、前でな。ねえやらしい。ねえやらしいねやら、まあ、てねえ、ばらかやめりだお。ねえねえ、ふうそ、ちんたん、たらな。な、ふうりおべ。はら。いや。ふうりおべ。やめましか。あ。前面走吧，下面都是阿平了，看得出来。好，下面是阿平。好，不干点了没？也行。OK，不干点就来吧。

ဟုတ်ဆရာကျင့်ပါပါမှာဆိုကျင့်ပါပါလေဒါဆရာလည်းအစီအစဉ်လားရှိရဲ့နောက်ပိုင်းမှာအလိုပါပြောလို့ရှိရင်ကားလေးနှစ်စီးပါကို daily use ကဟိုဆရာက SUV ထိုင်နေတဲ့ခြိုက်တဲ့အဲ SUV လေးနဲ့မောင်းငင်းလာရတယ်ဆရာတစ်ခါလူပါပါ50ရောက်တယ်ဟုတ်လား တကယ်တော့ကက်ဆိုတဲ့အတိုင်းပဲလေအာတကယ်တက်ပြီကြိုက်လည်းကောင်းတာဟုတ်ကဲ့ကြိုက်နေပြီတော့တရေစီပြန်ဝင်လိုက် ဒါ engine ဘိုင်းလေးကိုလည်းနည်းနည်းဖွင့်ပြီးတော့ဒါကြည့်ကျင်တာဗောနော်အဲ့တော့ engine ဘိုင်းလေးကဒါခုနလောက်တာတော့ပြောပြီးသွားပြီဆိုဒီမှာခုဒါ engine ကတော့ဒါမြင်နေရတဲ့အတိုင်းဗောနော်ဆက်မြုံလုံးတော့မှာတော့ဒီထဲမှာအကုန်ရွှေ့ရွှက်ခန့်နေလောက်တာဒါလည်းလောက်ပါအောင်ဒါလေးကိုကြည့်ပြီးတော့ပြပြလို့ရတဲ့ဟာလေးအာ so basically ဝယ်ပြီးတော့ now တလားကြာဗျာကျွန်တော်ဒီ engine ရေးထားတယ်อืม အင်းဒီထဲဝါရှိမှာじゃဘာကော်ဝါလဲဆိုအပုံမဲ့တွင်းနေရဝန်းကြီးကြီးကြီးအရင်ထက်ကွာသူတို့ after market in ထက်ရကြပြီအရင်တော့လေရှူကပို့ပြီးအဆင်ပြေဗျာ that was one of my first months အဲ့ပြီးတော့မေလဂျွန်လဝင်းကြီးလောက်ကြတော့ကျွန်တော်ကကျွန်တော်ဖေကိုပြောပါဗျာကျွန်တော်တာဝန်ဆင်းနေပေါ့ပြီးတော့တခုထူးကြရကြပါဗျာဒီနိုင်ငံမှာ GE ကိုတာဝန်တက်ထားတာ အဲတချို့လူတွေကြာအဲ GE/T လို့ခေါ်ကြတယ်ဒီလိုမျိုးဒီလိုမျိုး GE ကိုတာဝန်သားထားတဲ့ကားကြီးကညီမနိုင်ငံဘယ်လောက်ဘယ်လောက်ပဲရှိလဲဆိုတော့အဲ exact တော့ exact number တော့မသိပဲဒါပေမဲ့တချို့ကြီးလေးက80 70ဆယ်ဆယ်လောက်ဝင်နေတာပဲရှိတော့ရှိတော့အဲ it could be less or it could be more ပါ yeah it depends so basically what we have here is uh this is the table ဒီ table ကကြ max speed racing က table လေးထည့်ထားအပြီးတော့ဒီအောက်မှာဆိုရင် PPRC က integrate ထည့်ထားတယ်ပြီးတော့ this was one of the tricky parts ဒီနားမှာဆိုရင်ပုံမှန်ဆိုက like stock intake manifold ဘာညာအသုံးလို့မရပါဘူးဆိုတော့ဒီကောင်ကအဂျီအင်ဂျင်ဖြစ်တယ်တော့ကွာ like ဒီဒီ like intake manifold တွေ down by ဘာညာတွေကွာ like wiring ဘာညာကအစကွာဒီ pipe တွေဆင်တာအကုန်လုံးက custom လုပ်ရတယ်ဆိုတော့ um basically if it was a GTE engine mm like uh, what do you mean i aftermarket parts ya kwa is really available ဒီနိုင်ဝယ်ပြီးကောက်ထည့်လိုက်ရတယ်ဒါပေမဲ့ဒီကောင်တွေက like ဒီ pipe တွေအစကွာ like ဒီဘောကသွားရဲ့ higher ဖြစ်တဲ့အတွက်ဒီဒီပိုက်တွေပါညာစင်တာအကုန်လုံး custom သွားရတာဟုတ်အဲ့ကြဒီကောင်ဆိုအကုန်လုံး custom ချိုးထားတယ်ဟုတ်တယ်ဟုတ်တယ်ဆရာအဲ့ဆိုအဲ့ဒီလူမျိုးချိုးထားတဲ့ဟာတွေကဒီကားရဲ့ထွက်လာတဲ့တကယ်အောက်ပေါ်အဲ့လိုဟိုလေသူ့ရဲ့ထွက်လာတဲ့ဟာကိုခံနိုင်တာသူကသူလိုမျိုးကားကိုတောက်ဖို့တင်တဲ့ဟာမှာဆရာဟိုက boost boost ပါညာရှိတယ် boost ရဲ့ PSI control လုပ်ရတာအဲ့တော့ကြာ ECU နဲ့ control လုပ်တယ်အဲ့ခက်တာအသား ECU မထည့်ရလေဒီကောင် so this thing is basically running on steroids ကွာပြောမှဆိုရင်ထားပေါ်ရင်ပေါ့ပလီရတယ် ။အိုးအဲ့လိုကြီးလား။ restock မြင်ရတယ်ဘာဖြစ်လို့ဆိုတော့ဒါ ECU နဲ့ကောင်းအောင်ချူနေမလို့ပါတယ်။ဟုတ်။ဒီတိုင်းပဲတာဝန်တတ်ထားဗျာ။ So basically what's going on is engine ကအခုထိတာဝန်မတတ်ရတယ်လို့ပဲသိရ။တကယ်တာဝန်တတ်ရတယ်ဒါပေမဲ့ the engine still doesn't know that you know အဲ့ဒါတော့တော်နေသဘောနဲ့ရပညာရေးလည်းရတာရှာတာဟုတ်အဲဆိုကျွန်တော်အခု run နေတဲ့ PSI ကကြောင့်4 to 5 PSI လောက်ဝင်နေလောက် run နေပြအဲ့ဒါဘာပြောရလဲ more PSI mean more boost meaning more power ကျွန်တော် လွယ်လာတဲ့ naturally aspirate တွေဗျာ။သဘုံပါရတော့ကွာသူတို့တာဝိုတက်လိုက်ရဟာမှာကြာအထဲမှာ internal upgrade တွေပါညာမလုပ်ထားဘူး။ piston တွေ crankshaft တွေပါညာပါညာတွေ engine block တွေမှာနည်းနည်း forged aluminum something ကွာ it depends it also depends on the material. ဆိုတော့ဒီလိုမျိုးကောင်းကောင်း fast စီမထဲထားလို့ဆိုရင်ဆရာနည်းနည်း like push များရင်ကွာ like let's say for example ဆရာ7 to 8 ps အရောက်တင်လိုက်တယ်အဲ့ဆိုအဲ့လောက်တင်အင်ဂျင်မခံနိုင်ဘူးဘူးတာဘိုဘာညာမတက်ခင်တော့ host power က220အဲ့လောက်ဝင်ကြောက်ရှိနေတယ်တာဘိုတင်ပြီးတော့ကျွန်တော် dyno တော့မရန်တာဒီအတန်းဟုတ်သူ host power ဘယ်လောက်ထွက်လဲဆို estimate ပေါ့ဗျာ280 280 290အဲ့လောက်ဝင်ရင်တော်လောက်မှာပါဒီဥစ္စာကျွန်တော် pillow shop ပါဗာလဲခွဲလို့ဘာနဲ့ကောက်နှိမ့်တာဒီ so basically what you see ရဒီမှာဆိုရင်လက်နှလုံးပဲခွဲလို့ဘာညာမထက်ခင်တော့လက်လက်၃လုံး၄လုံးလောက်ရတယ်ကွာဆိုတော့ဟုတ်အဲ့လော 然后呢，我们弄动作，你很 g 吧？对，so basically，我老婆说牛啊，哇，三三马拉吉 e t T G 嘛，T G 没有我老婆酷啊，哎，比如说，d i 唱，哎，suspension，我唱龙卷风，你听啊，宝贝，哎，然后就，like，n o 身边一些酷啊，哇，like，这年头没年，那年没年，most of the people 啊，就，大家就，哎，expensive feel 啊，h m o s t people just use the lowering spring，stock suspension my l i k e um s p r i n g net to spring t a i a b u t it's like နည်းနည်းတောင်းတတာပို့ဖြစ်တာပေါ့ CI ဖင်ရဒါပေမဲ့ဒီကောင်ကကြာထွတ်ထွတ်ထွတ်အဲ့လိုဟုတ်ရဲ့ဆရာ like uh, short absorber ဘာညာတွေကဒီ coilover ကွာ confident performance ဆိုရင် performance ဆက်ပို့သွားတယ်။အော် I see ။အာရှင်းပြတာကလည်းလုံးဝရှင်းနေတာပေါ့ကွာ။ဟုတ်တယ်ဆရာ။အပြီးတော့ဆရာဒီ coilover stiff ဖြစ်တော့ကွာဆရာလုတ်တွေဘာညာ like နော် weight တွေဘာညာထည့်လိုက်မယ်ဆိုရင် hollow ပြီးကြဒါပေမဲ့အရင်မပြီးတော့အဲ့တော့ Daniel ကကားကို final နဲ့အပိုင်းတွေကတော့တော်တော်လေးများပါတယ်။ကိုတော့ line မမီဘူးကိုဝင်နေပြောလို့ရှိရင်နော်။ဘာလို့လဲဆိုသူပြောပြတဲ့ဟာကို ူဘာပြောနေတာပါလဲဆိုတော့ကိုတော်တော်နားလဲအောင်တော်တော်လိုက်ကြည့်ရတယ်။အဲ့ကြည့်ပြီးတော့မှအဲ့ဒီအမ်းမှာတော့အော်ဒါကိုပြောနေတာဆိုတာသိလိုက်တယ်ပေါ့လေ။ဆိုတော့ဒါခုန overall အနေနဲ့ပြောလို့ရှိရင် engine fine တာတယ်။ engine ဒါအဓိကတော့ဒါပြိုင်ကားတစ်စီးလိုမျိုးစီးနေတာဖြစ်တဲ့တဲ့။အဖြစ်နဲ့လောက်အောင် ပြီးတော့ interior ထဲမှာတော့ဒါတကယ်ကိုအရေးကြီးတဲ့ CRM ပေါ့နော်ဒါလေးနည်းနည်းလောက်ထားတယ်အဲ့ဒါလေးကတော့တကယ်ကိုဟိုပြိုင်ကား vibe လေးတော့ရတယ်ပေါ့နော်ဟုတ်ပါဘူးဒါပေမဲ့ဟိုဒီ mouse ကိုဘာဘူးသူကင်ကြည့်လိုက်တဲ့ခါကျတော့ရှင်ဒီ single ပြမယ့်ဟာတွေကို share ကိုတော်တော်ပြီးလေးဟုတ်တယ်ဗျာတည်လားကိုလိုလိုရိုးရိုးကား mouse နဲ့လူတယောက်နေနေပေါ့နော်ဟုတ်ကဲ့ပြီးတော့ရင် gear ထိုးတဲ့ shift နောက်အဲ့လောက်ထားတယ်အဲ့ interior မှာတော့ trade တူတူဘာမှတော့မရှိဘူး။ပြီးတော့အောက်ပိုင်းကတော့ခုနပြောခဲ့တဲ့အတိုင်းအကောင်လုံး align နဲ့ tire တွေလဲတယ်ပြီးတော့ scapel လည်းတက်တယ်။ဆိုတော့ overall ပြောရလို့ရှိရင်တော့ဒါ ကားရဲ့တန်ဖိုးကလည်းသူစစချင်းဝယ်တုန်းကဒါ450လောက်ရှိမှာအဲ့ဒါဘယ်တုန်းလောက်ကဝယ်တာ March March တော့25ရက်ဒီ March Yes sir Okay အဲ့လောက်ကဝယ်တယ်ပြီးတော့အခုဒါ modify လုပ်တာဆို overall ဆိုတာအဖေနဲ့ဆရာစကားပြောတယ်180 80လောက်လောက်လောက်ရှိရလို့ပြောတယ် Yeah နော်အဲ့ဒါလည်းနည်းနည်းများနိုင်တယ်အဲ့ဒါလည်းနည်းနည်းလည်းနည်းတော့မနည်းဘူးသိကြအဲ့ဆိုအကုန်လုံးကဒီကားတစ်စီးရဲ့တန်ဖိုးကအခုလိုမျိုးတားလိုမျိုးနောက်ထပ်ဝါသနာရှင်တရားဝယ်ဖြစ်ဖြစ်ဒီလိုကား crazy ဖြစ်တဲ့လူတရားအနေနဲ့စီးကျင်နေဆိုရင် estimate နည်းဆုံး450ဆိုနောက်တဲ့200လောက်ထပ်ပေါင်းလိုက်ပါနော်ဆရာသလုံးကိုပြန်ကားကောင်းကောင်းပုံစံမျိုးစီးကျင်နေဆိုရင်လိုက်အပေါ်စံပါကွာအဝမ်ဂျီဂျီစီအင်ဂျင်တစ်ခါရဲ့ပါရဲဟာရဲဆိုကွာဘာမှထွေလို့မော့ဆံမလို့အလွားရဲတို့ body kit လို့ဘာညာဘာညာနည်းနည်းလုပ်လိုက်ပြီဆိုโอเคကွာအဲ့လောက်ဆိုရင်ဆရာတရားပတ်ချာလဲ something ရဲ့ဒါကတော့ तू ပြောတဲ့အခါမှာဟိုတချို့ဟာလေးတွေကတော့လောလောဆယ်ဒီ script တက်မလောက်ထားဘူးပေါ့နော်မလောက်ထားပဲနေဒီတိုင်းပဲပြောကြရဖြစ်တဲ့ပိုရလိုရရှိနိုင်တယ်အဲ့တော့ ဒီကားနဲ့ပတ်သက်ပြီးတော့တချို့တွေဒီထက်ပို့ပြီးတော့သိကြတယ်ဒီထက်ပို့ပြီးတော့နားလည်ကြတဲ့လူတွေနည်းနည်းလည်းဟိုအကြံဉာဏ်ပေးကျင်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ experience ကိုယ့်ရဲ့ကားကို final တဲ့ဟာလေးကိုဟိုပြောပြကျင်တဲ့အချက်တွေရှိတာပဲဖြစ်ဖြစ်ဒီကားထဲမှာထပ်ပြီးဘာလုပ်လိုက်လို့ရှိရင်ဒီထက်ပို့ပြီးကောင်းလာနိုင်တယ်ဆိုတဲ့အချက်ကလေးကိုလည်းဟိုပြောပြကျင်တယ်ဆိုရင်ဝင်ပြီးပြောပြပေးလို့ရပါတယ်ပြောပြရပါတယ် ားကဒီထွက်ထွက်ချင်းမှာအဂီယာချိန်းတာကအဲ့လို20နဲ့25 30ကြားလောက်မှာအဲ့လိုဂီယာချိန်းတာနည်းနည်းလေးနှေးတယ်ပေါ့သူကပြီးတော့ရင်ကိုယ့်ဆရာကိုလည်းပေးမောင်းမယ်ပြီးတော့ရင်အပြင်မှာမောင်းကြည့်မယ်ပေါ့နော်ဒီကသူလည်းဒီကားရဲ့ process ကောင်းလေးကိုပြပြမယ်ပေါ့